အားလုံးပဲမင်္ဂလာပါရှင်။ဆရာဝန်းကြီးဘာသာပြန်ထားပြီး ပေါ်ပါရရေးသားထားသော Arrival Judy မင်းမူဒန်းဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ညနေ6:00နာရီတတလောက်မှာ အခန်းထဲကိုကျွန်တော်နောက်ဆုံးအချိန်အဖြစ် ဝင်ခဲ့ပါတယ်။မင်းသမီးရဲ့အလောင်းကအခောင်းထဲမှာထည့်ထားပြီးပါပြီ။ဒီကိစ္စနဲ့ပတ်သက်ပြီးအတ္တလန်တဲ့တမုတ်တရားဟိုဘက်ဒီဘက်မှာရှိတဲ့နိုင်ငံများကထုတ်ဝေတဲ့စာနယ်ဇင်းများမှာအမျိုးမျိုးရေးသားကြပါတယ်။ တို့ရေးသားချက်ကမင်းသမီးကကျွန်တော်ကိုမှာခဲ့ကြောင်းသူ့အလောင်းကိုထဲ့မယ်ဆိုရင်မျက်နာတက်တဲ့နေရာမှာမှန်တဲ့အခေါက်မှာထဲ့ပါလို့မှာခဲ့တဲ့။အမှန်ကတော့ဒီလိုစကားမျိုးဘယ်တော့ငါမှမပြောခဲ့ပါဘူး။မင်းသမီးရဲ့အလောင်းကိုမိခိုးရောင်အခေါက်တစ်ခုမှာထည့်ခဲ့ပါတယ်။အဲဒီခေါင်းထဲမှာမျက်နာတက်တဲ့နေရာမှာမှန်တက်ထားပါတယ်။ပြီးတော့မှပြင်သစ်နိုင်ငံလို့ဝက်တချအသားနဲ့လှုပ်ထားတဲ့အခေါက်ကိုထပ်ထည့်ပါတယ်။ပထမအခေါက်မှာမှန်တက်ထားခြင်းကပြင်သစ်နိုင်ငံရဲ့အကောက်ခွန်ဥပဒေအရာ စစ်ဆေးမယ်ဆိုရင်စစ်ဆေးလို့ရအောင်မှတ်တပ်ထားခြင်းဖြစ်တယ်လို့ရှင်းပြကြပါတယ်။မြန်မာလေရင် BAE 146လေရင်ကြီးနဲ့မင်းသမီးရဲ့ခေါင်းကိုတင်းပြီး Charles Minder, Colinda Bat, Lady Jane, Lady Sarah တို့နဲ့အတူကျွန်တော်လိုက်ပါလာခဲ့ပါတယ်။ကျွန်တော်က Mac Bolan ရဲ့နဘေးမှာထိုင်ပါတယ်။သူက Charles Minder ရဲ့ကိုယ်ရည်အတွင်ရင်မူပါ။သူကိုမင်းသမီးကဝတ်စုံဝတ်ထားတဲ့တစ်သီးလို့ခေါ်လို့ရှိပါတယ်။သူဟာနောက်မှာ Charles Minna နဲ့ Camilla Parker ဘိုးတို့ကြားအောင်းသွဲတော်ဖြစ်ခဲ့ပြီးဒီအကြောင်းကိုစာနယ်ဇင်းများကမဖွက်အောင်ထိန်းထားနိုင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။သူဘာကြောင့်လေရင်ပေါ်ပါလာမန်ကျွန်တော်မသိပေမဲ့စကားတခုံးမှမပြောပြခဲ့ပါဘူး။လေရင်ပြန်တန်းနေစဉ်အတွင်းလက်ဖက်ရည်လာတိုက်တော့ကျွန်တော်မတောက်နိုင်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ထိုင်ကုန်များရဲ့အောက်ကုန်စီများထားတဲ့နေရာမှာမင်းသမီးရှိနေတယ်ဆိုတာသိနေတဲ့အတွက်လက်ဖက်ရည်ကိုညှိုးလို့မကြပါဘူး။ ဒီတခါတဲဆောင်လာတဲ့ကုံစီကအဖိုးမဖြစ်နိုင်တော့အောင်တံပိုးကြီးမှလာပါတယ်။ဒေးရင်မြန်ကြီးကဗရင်မလေးတက်မှတော့ဒေးရင်ခွင့်ရှိရာလန်ဒန်အနောက်ပိုင်းနော့သူမှာဆင်းသက်ပါတယ်။လေးရင်ဘော်ကဆင်းသက်လိုက်တယ်ဆိုရင်ပဲတံမဏိလေကားတဲ့များကတဆင့်ကျွန်တော်တို့ဆင်းသက်လိုက်တဲ့အချိန်မှာပူနွေးတဲ့လေတိုက်သွားတာကြောင့်ပါလာသူအားလုံးရဲ့သဘင်များဖျို့ဖျဲဖြစ်ကုန်ကြပါတယ်။လန်ဒန်ရဲ့ညနေခင်းနေမင်းကြီးကတော့အစွမ်းကုန်တောက်ပါနေစေပါ။ကျွန်တော်တို့အားလုံးလေရင်ခွင့်ရဲ့အစွန်းမှာ တန်းစီပြေရလိုက်ကြပါတယ်။လေတမတော်သားရှစ်ဦးတို့ကလေရင်ဝမ်းပိုက်အတွင်းမှာတဲဆောင်လာတဲ့မင်းသမီးရဲ့အခေါင်းကိုထုတ်ယူလိုက်ကြပြီးနိုင်ငံတော်အလံအခေါင်းပေါ်ကိုလွှမ်းခြုံကအနည်းရှောင်းနဲ့တည်လာခဲ့ကြပါပြီ။ဒိုင်အနာရဲ့အခေါင်းဖြတ်ကျော်သွားပြီးချိန်မှာချားစ်မင်းသားကသားတော်နှစ်ပါးဖြစ်တဲ့ဝီလျံနဲ့ဟယ်ရီတို့ရှိနေမဲ့မြောက်ဖက်ကိုထွက်ခွာသွားပါတယ်။အမတော်နှစ်ပါးနဲ့ဖန်နာဆိုးတို့ကတော့သူတို့ချစ်မြတ်နိုးခဲ့တဲ့မင်းသမီးရဲ့အခေါင်းသွားမဲ့နေရာမှန်ကိုရောက်မရောက်စောင့်ကြည့်နေကြပါတယ်။ ပထမဦးစွာအာတုဘများပြင်ဆင်မဲ့နေရာကိုသွားရပါတယ်။အဲဒီကမှတဆင့်စိန်ချိန်နန်းတော်မှာရှိတဲ့ချော်ပေါ်ရာရဲ့ဖျားရှင်ခိုးကြောင်းကိုပို့ဆောင်ကြမှာပါ။ကျွန်တော်တို့သုံးယောက်စည်းလာတဲ့ကားသုံးစီးဒါယာနာအခောင်းတဲလာတဲ့ကားနောက်ကနေလိုက်ပါလာပြီးလန်ဒန်မြို့လေကောင်ကိုဥတီခဲ့ကြပါတယ်။ကျွန်တော်မြင်ကွင်းမှာမှုံဝါးဝါးဖြစ်နေခဲ့တဲ့အရာတွေဟာခုတော့ကြည်လင်ပြတ်သားလာခဲ့ပါပြီ။ကျွန်တော်တို့ကားရန်ကိုမြင်လိုက်တာနဲ့လန်ဒန်မြို့လမ်းမကြီးပေါ်မှာမောင်းနေနေကြတဲ့ကားအားလုံးချက်တန့်သွားကြပြီးလမ်းဘေးဝဲရာမှာ ောင့်ကြည့်နေကြပါတယ်။တကယ်ဆိုရင်ဒီလမ်းမကြီးဟာမော်တော်ယာဉ်များအသွားအလာစီကားတဲ့နေရာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကားသုံးစီးရဲ့ရှေ့မှာဒိုင်ယာနာရဲ့ရုပ်အလောင်းပါလာတယ်ဆိုတာကိုသိကြတဲ့အတွက်မော်တော်ယာဉ်များရက်ဆိုင်ချင်းအပြင်လေးစားသမှုပြုကြခြင်းပါ။မော်တော်ယာဉ်များဆက်တက်လိုက်ကြပြီးကားပေါ်မှာစင်းကမင်းသမီးကိုအယူအသိပေးကြတယ်လို့ရင်မောင်းအားလုံးဦးကောင်းညွတ်ကအယူအသိပေးကြပါဗျ။ အခြေအနေကိုသိသွားကြတဲ့ပြည်သူလမ်းသွားလမ်းလာများကလည်းလမ်းဘေးဝဲရာမှာတန်းစီပြီးမင်းသမီးကိုအလေးပြုနေကြပါပြီ။တချို့ပုဂ္ဂိုလ်များရဲ့လက်ထက်မှာပန်းစီတွေပန်းပွင့်တွေခြင်ထားကြပြီးတချို့ကတော့ကျွန်တော်တို့ကားတွေဖျက်မောင်းလာမဲ့လမ်းပေါ်မှာပန်းများကိုကျဲဖြန့်နေကြပါတယ်။ဒါတွေကိုမင်းသမီးသာမြင်တွေ့ရမယ်ဆိုရင်ဘယ်လိုများပြောမှာပါလဲလို့ကျွန်တော်ရင်ထဲမှာတွေးနေမိပါတယ်။သူကားသွားလို့တခြားကားတွေရက်ပြီးစောင့်ရတာမျိုးကိုမင်းသမီးကဘယ်တော့မှမလိုလားခဲ့ပါဘူး။ ကျမတို့ကြောင့်ဘယ်ကားမှမရက်ပါစေနဲ့ဘယ်တော့မှမရက်ကြပါနဲ့လို့အမဲပြောခဲ့သူပါခုပုံစံကသူသာမြင်ကွင်းရမယ်ဆိုရင်ပြည်သူတွေကိုအားနာပြီးကားထဲမှာမျက်နှာမပြဝင်ပဲခွေခေါက်နေမယ်ထင်ပါရဲ့အာသူဘပြင်ဆင်တဲ့နေရာကိုရောက်တဲ့အခါမှာတော့နောက်ထပ်ပုံကူတယောက်ကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒီပုံကူကတော့မင်းသမီးရဲ့ဆရာဝန်ဖြစ်တဲ့ဒေါက်တာပီတာဝီလာပဲဖြစ်ပါတယ်ဒေါက်တာကပါလာတဲ့ကျွန်တော်တို့အားလုံးကိုနှစ်သိမ့်စကားဆိုပြီးကျွန်တော်ကို တီချဆွဲထုတ်သွားပါတယ်။ Paris မှာကျွန်တော်မြင်ခဲ့ရတဲ့မြင်ကွင်းကြောင့်စိတ်ထိခိုက်နေတာကိုတီချနဲ့တင်ပြခြင်းမှာဒေါက်တာကမင်းအနေနဲ့အကောင်းဆုံးလုပ်တင်တာကတော့ခုနေခါမှာအရေးဝအောင်အိပ်ပစ်လိုက်ဖို့ပဲလို့ဆိုတာကြောင့်ကျွန်တော်ခေါင်းငိတ်လိုက်ပါတယ်။ကျွန်တော်တခင်မအကွယ်လွန်သွားချိန်မှာကျွန်တော်လှုပ်ပေးစရာအများကြီးရှိပါတယ်။ဒီလိုအချိန်မျိုးမှာကျွန်တော်အိတ်နေတင်ပါမလား။ကျွန်တော်အိတ်နေချိန်မှာဒေါက်တာဝီလာကတော့သူ့တာဝန်တွေကို ြေပုံစွာထန်းဆောင်နေမှာကိုတွေးပြီးကျွန်တော်ဘဲအိတ်ပြောပါမလဲဒေါက်တာကကဲကိုကတော့မင်းသမီးကိုခွဲစိတ်ကြည့်လိုက်အောင်မယ်လွယ်တော့မလွယ်လာပါဘူးကွာလို့ဆိုပါတယ်ဘာဖြစ်လို့နောက်တစ်ချိန်ခွဲစိတ်ရမှာလဲ Paris မှာတော့ကလည်းတစ်ချိန်ခွဲခံခဲ့ရပြီးပြီ Paris မှာခွဲစိတ်တယ်ဆိုတာကပြင်သစ်ဥပဒေအရခွဲစိတ်ခဲ့တာအခုကိုထန်းဆောင်ရမယ့်တာဝန်ကဗြိတိရှာအစိုးရရဲ့တာဝန်အရခွဲစိတ်ရမှာဖြစ်တယ်လောက်ရမယ့်အလောက်ကတော့အတူတူပါပဲလို့ဒေါက်တာဝီလာက ရှင်းပြပါတယ်အဲ့လိုပြင်သစ်မှာတစ်ချိန် လန်ဒန်မှာတစ်ကြိမ်နှစ်ကြိမ်တိုင်တိုင်ခွဲစိတ်စစ်ဆေးခဲ့ကြပေမဲ့ကျွန်တော်ဒီစာအုပ်ကိုရေးနေတဲ့2003ခုနှစ်အထိစစ်ဆေးတွေ့ရှိချက်များနဲ့ပတ်သက်ပြီးဘာကျညာချမ်းမှမထုတ်ပြန်တာကတော့အံ့ဩစရာပါပဲမင်းသမီးရဲ့ရုပ်အလောင်းကိုအတုပပြင်ဆင်တဲ့နေရာမှာတညာအိတ်ထားခဲ့ရပါတယ်နောက်တနေ့မှာတော့ကျွန်တော်သွားစရာနေရာတနေရာပဲရှိပါတယ်အဲ့ဒါကတော့ထုံးစံအတိုင်းကင်စတန်နန်းတော့ပါတခင်မရှိတဲ့ဆိုင်အိမ်မှာဘန်နာဆိုးကသူ့တာဝန်ကို ဆက်လက်ထမ်းဆောင်ရအောင်ပါပါနောက်တနေ့မနေ့ဖြစ်တဲ့တနင်္လာနေ့မနေ့၈နာရီအချိန်မှာကျွန်တော်ထမ်းဆောင်ရတဲ့တာဝန်ကတကားရှိမှချထားတဲ့ပါဆယ်ထုတ်တွေကိုရှင်းလင်းသိမ်းဆည်းရခြင်းပါပဲခုချိန်မှာကျွန်တော်တာဝန်ကမင်းသမီးရဲ့ကဘာကိုကာကွယ်စောင့်ရှောက်ဖို့ပဲရှိပါတယ်အခန်းအမှတ်၈၉မှာကျွန်တော်တဦးတည်းသာကျန်ပါတော့တယ်အေဘော်အမျိုးသမီးလေးတဦးဖြစ်တဲ့လီလီကတော့တန်ရှင်းရေးလုံရင်စိတ်တဲ့ကြာစင်းစွာနဲ့အခါများစွာငုတ်တုတ်ထိုင်နေလေရဲ့ မကြခင်မှာမိုက်ကယ်ဂီဘင် ကျွန်တော်ကိုလာတွေ့ပါတယ်။သူ့မှာခက်ခဲတဲ့တာဝန်တစ်ရပ်ပါလာပါတယ်။ပေါ်ကျွန်တော်ကိုစေချင်းနန်းတော်ကြီးကတာဝန်တစ်ခုပေးလိုက်တယ်။အဲ့ဒါကတော့မင်းသမီးစံခဲ့တဲ့အခန်းများကတော်များကိုသိမ်းဖို့ပါပဲတဲ့။မင်းသမီးရဲ့ရုပ်အလောင်းကဘာမြေပေါ်မှာရှိနေပါသေးတယ်။ပျောက်ကွယ်မသွားသေးပါဘူး။ကုတ်တိုင်းပြည်ကိုပြန်ရောက်တာလဲ24နာရီမှမပြေသေးခင်ရွှေနန်းတော်ကြီးကမင်းသမီးရဲ့အခန်းတွေပိတ်သိမ်းဖို့တောင်းဆိုလာပါပြီ။မင်းသမီးရဲ့ကဘာကို ူတို့တင်ပိုက်ကြတော့မယ်။မင်းသမီးအပမှာအသက်ထက်ဆုံးတစ္ဆာရှိစွာတာဝန်ထမ်းဆောင်ခဲ့တဲ့ကျွန်တော်အနေနဲ့အလွယ်တကူအရှုံးမပေးလိုက်နိုင်ပါဘူး။ရွှေနန်းတော်ကြီးရဲ့အမိန့်ကိုဖိဆန်းတာမဟုတ်ပေမဲ့တုံများကိုတော့မအပ်နိုင်သေးဘူးလို့ညင်းဆိုလိုက်ပါတယ်။ဒီလိုညင်းဆန်လိုက်တဲ့အတွက်အကျိုးဆက်ကိုညနေမဆောင်ခင်မှာပဲကျွန်တော်စတင်ကြုံတွေ့ရပါတော့တယ်။အဲဒါကတော့မင်းသမီးရဲ့ဝက်လဲတော်များထိမ့်သိမ့်တဲ့အင်ဂျလာဘဂျင်မင်းဆိုတဲ့အမျိုးသမီးကိုစတင် အရေးယူခြင်းပါပဲ။ တကယ်ဆိုရင်အင်ဂျလာဟာမင်းသမီးရဲ့အပမှာအမြဲရှိခဲ့သူဖြစ်ပြီးရဲစရာ မောစရာဟာတာကလေးများနဲ့မင်းသမီးစိတ်ကိုရှင်ပြစေအောင်အမြဲတမ်းဖန်တီးပေးခဲ့သူဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးကိုရဲများကလာရောက်ခေါ်ဆောင်သွားပါတယ်။ခေါ်ဆောင်ချိန်မှာသူမပိုင်ပစ္စည်းများကိုတပါးတည်းတင်းဆဲယူငင်ဖို့ပါအမိန်ပေးခဲ့ပါတယ်။တင်းဆဲနေစဉ်အတွင်းမှာလည်းသူတင်းသမျှပစ္စည်းတွေကိုရဲတွေကစစ်ဆေးကြည့်ရှုခဲ့ကြပါသေးတယ်။ အဲ့ဒီအချိန်မှာအင်ဂျလာဘလောက်ဝမ်းနဲ့ကြေကွဲနေတယ်ဆိုတာကသူတို့အလုံးမဟုတ်ပါဘူး။နောက်မှကျွန်တော်သိရတာက အင်ဂျလာကိုနေ့လယ်ထမင်းစားချိန်လောက်မှာဒီဘုံတို့သွားတဲ့ရထားပေါ်တင်ပြီးသူ့မွေးရမြေကိုအပြန်ခန်းလိုက်ပါတဲ့။အင်ဂျလာဟာဘာများအမားလုပ်ခဲ့လို့လဲ။အဖြေကရှင်းပါတယ်။သူမဟာဒိုင်ယာနာအပေါ်မှာတစ္ဆာစောင့်တည်ခဲ့သူဖြစ်တာကြောင့်ကင်စတန်နန်တော်ကြီးမှာမလိုလားအပ်သူတစ်ယောက်ဖြစ်လို့ပါပဲ။နောက်တနေ့မနက်မှာအင်ဂျလာဘာဖြစ်သွားတယ်ဆိုတာ ျွန်တော်မသိသေးပါဘူးကျွန်တော်အလုပ်စပွဲကတဆင့်ကင်စတန်နန်းတော်ရဲ့ဥယျာဉ်ဝင်းအတွင်းကိုငေးကြည့်နေမိပါတယ်စပွဲပေါ်မှာနေ့စဉ်မှတ်တမ်းစာအုပ်ကလည်းဖွင့်လျက်သားပါဒိုင်နာရဲ့အစီအစဉ်အရဒီနေ့မနက်မှာဝီလျံနဲ့ဟယ်ရီတို့ရဲ့ဝတ်ဆောင်တင်များချုပ်ပေးဖို့စက်သမားရောက်လာမှာပါအဲ့ဒါအပြင်မင်းသမီးရဲ့ဒီဇိုင်နာဖြစ်တဲ့အာမာနီလည်းသူ့ချုပ်ထားတဲ့ဝတ်ဆောင်ကိုမင်းသမီးအစမ်းဝတ်ကြည့်ဖို့ချိန်ထားပေးတာဖြစ်ပါတယ်အပေါ်တက်ကမင်းသမီးရဲ့စပွဲပေါ်မှာရှိတဲ့တယ်လီဖုန်းကအဆက်မပြတ် ညီနေတန်ကြားနေရပါတယ်။သူ့ဖုန်းကိုခေါ်မရကြတဲ့အဆုံးကျွန်တော်ဇပွဲဘော်ကတယ်လီဖုန်းအဆက်မပြတ်ညီလာပါတော့တယ်။တနေ့လုံးလိုလိုတယ်လီဖုန်းဖြည့်နေရပါတယ်။ဖုန်းတင်တဲ့ပခတ်ပေါ်မှာတယ်လီဖုန်းကိုပြန်ချလို့မရနိုင်တော့အောင်ပါပဲ။ကျွန်တော်ဟာမင်းသမီးရဲ့အရင်နှီးဆုံးမိဆွေဖြစ်တယ်လို့သိထားကြတဲ့မင်းသမီးရဲ့မိဆွေများကသတင်းဆိုကြောင့်သူတို့ဘလို့ခြေခွဲနေရတယ်ဆိုတာကိုပဲရှင်းဖွင့်ပြောပြနေကြခြင်းမှာပေါ်ဆက်ကြတဲ့သူတွေထဲမှာအရင်နှီးဆုံးမိဆွေတွေတရုတ်ဆောင်တွေ ကုသပေးခဲ့ကြတဲ့ဆရာဝန်တွေ၊နေရင်ပညာရှင်တွေ၊စိတ်ပညာရှင်တွေ၊ကိုလက်ကျန်းခိုင်ရေးနီးပြဆရာတွေ၊ဇပိန်အလှဆင်သူတွေ၊ဝစ်ဆောင်ဒီဇိုင်နာတွေအပြင်တော်ဝင်မိသားစုဝင်များလည်းပါဝင်ကြပါတယ်။စာရင်းကိုသာရေးပြနေရမယ်ဆိုရင်တော့စုံးနိုင်မယ်မထင်ပါဘူး။မင်းသမီးရဲ့တရင်စိုးကိုကြားရတဲ့သူတိုင်းဖုံးဆက်ပြီးခြေခွဲဝမ်းထဲချောင်းပြောကြတဲ့သူတွေကြီးပါပဲ။ရုပ်စွာအဆုံးမင်းသမီးရဲ့မိသားစုဝင်များဖြစ်တဲ့ Lady Sara, Lady Jane နဲ့ ူမတို့ရဲ့မိခင် Mrs. Francis Shankit တို့အပါအဝင်ကျွန်တော်စီကိုဖုံးဆက်ကြပြီးသူတို့ခံစားရမှုတွေကိုရှင်းဖွင့်ကြတယ်လို့သူတို့နဲ့ပတ်သက်ပြီးမင်းသမီးကဘာတွေပြောခဲ့ဆိုခဲ့တယ်လဲဆိုတာတွေကိုပါမေးမြန်းကြပါတယ်။မင်းသမီးပြောခဲ့တဲ့သူတို့အကြောင်းအရာတွေတချို့ကအမတ်ရစရာကောင်းတယ်လို့တချို့ဟာတွေကတော့ပြောချင်စရာလေးတွေပါ။တချို့ကိစ္စတွေကြတော့မင်းသမီးကရင်နာခဲ့ပြီးခုချိန်မှာပြင်လို့မရတဲ့ကိစ္စတွေဖြစ်ခဲ့ပါပြီ။အဲဒီအချိန်မှာကျွန်တော်ကဘာနဲ့တူတယ်လဲဆိုတော့ ဖះရှင်ကိုเจ้าမှာအပြည့်ရှိသူများလာရောက်ဝင်ခန့်တာကိုနားထောင်ရတဲ့ဖုံးတော်ကြီးလိုပါပဲဒုတိယနေ့မှာတော့ပုံမူများပြလာတဲ့အတွက်ကျွန်တော်ကိုစားမိုက်ကယ်ဂေဘင်နဲ့ဂျက်ကီအယ်လင်တို့ကဖြည့်ကြားပေးဖို့ဆုံးဖြတ်ခဲ့ရပါတယ်ဒါကလည်းကျွန်တော်ကောင်းချိုးအတော့ပါကျွန်တော်စီပြောချင်တာတွေကိုမှတ်သားထားပေးပါတယ်အဲ့ဒီရသတပတ်တပတ်လုံးဟာကျွန်တော်အတွက်တော့တဘဝစာလောက်စိတ်ညစ်ရဆုံးကာလတွေဖြစ်ခဲ့ပါတယ်တာဝင်းဆိုတဲ့အသိစိတ်တတ်နေတာကျွန်တော်ထိုင်နေရတာပါခုချိန်မှာ ပါမန်တာဝန်များထက်မိသားစုအတွင်းဆက်ဆံရေးအခြေအနေတွေက ပိုမိုအရေးပါနေပါပြီ။ဒါနာရဲ့အပေါင်းမှာစပြီးတာဝန်ထမ်းဆောင်စဉ်ကလေးကသူ့မိသားစုဝင်များဖြစ်တဲ့စပင်ဆာမိသားစုများကဒါနာနဲ့ပတ်သက်ပြီးဘလို့ကိစ္စမျိုးကိုမဆိုဆုံးဖြတ်ချက်တစ်ခုခုချမယ်ဆိုရင်ကျွန်တော်ကိုတိုင်ပင်လေးရှိပါတယ်။ဒါကြောင့်နောက်ဆုံးအချိန်ဖြစ်တဲ့အာတုဘအခမ်းအနားမှာလည်းဘဲဧည့်သည်တွေကိုဖိတ်ကြားရမယ်ဆိုတဲ့ဧည့်သည်စည်ရင်နဲ့ပတ်သက်ပြီးကျွန်တော်ကိုတိုင်ပင်လာပါတယ်။ တရဏဂုံတင်မဲ့ဝက်စမင်စာအာဘီဖျားရှင်ကိုကြောင်းကြီးတို့တက်ရောက်ခွင့်ရမယ်ဧည့်သည်စင်းကိုပြုစုကြရမှာဒိုင်ယာနာရဲ့အမှတ်တမ်းစာအုပ်ထဲကလိပ်စာစင်းကိုကြည့်ပြီးအတည်ပြုရပါတယ်။ဒီစာအုပ်ထဲမှာမိသားစုဝင်တွေရဲ့စင်းရင်းတွေရှိသလိုရင်းနှီးတဲ့မိတ်ဆွေများရဲ့စင်းရင်းလည်းရှိခြင်းကြောင့်ပါ။နောက်ဆုံးအပြီးတဲ့ဧည့်သည်စင်းကို အမကြီးဖြစ်တဲ့လေဒီဆာရာကစစ်ဆေးအတည်ပြုပါတယ်။ဧည့်သည်စင်းမှာပါဝင်တဲ့ရုပ်ရှင်မင်းသား George Michael, Christopher, Tom Hanks, Dryder စတီဗင်စပီလ်ကာဖ်တို့နဲ့ပတ်သက်ပြီးတိတ်တဘောမတွေးလာပါဘူး။ဒါကြောင့်ကျွန်တော်ကအဲ့ဒီလူတွေကမင်းသမီးရဲ့မိတ်ဆွေတွေပဲလို့စောရကတက်ရပါတယ်။ဒီနေရာမှာဖိတ်ကြားတဲ့ဧည့်သည်စင်းကိုမင်းသမီးရဲ့အမတွေထက်လက်ပုံးတတိနေတဲ့ဘန်နာဆိုးကျွန်တော်ကသာပိုသိတယ်လို့ယူဆပါတယ်။ကျွန်တော်အိမ်မှာလဲမာရီယာကဒိုင်ယာနာရဲ့မိခင်ဖြစ်သူမစ္စစ်ရှန်ကစ်ကိုနှစ်သိမ့်မှုပေးနေရပါတယ်။အဖွားကြီးကစီဂရက်ကိုတက်လိုက်ပြီးတက်လိုက်မိကူပြီးတောက်သူဖြစ်တဲ့အတွက် ဝိုင်းရက်ကိုလည်းအဆက်မပြတ်တောက်သုံးသူဖြစ်ပါတယ်။သူကတမိဖြစ်သူဒိုင်ယာနာအနေနဲ့အယ်ဖာရက်နဲ့မပတ်သက်သင့်ဘူးလို့ဒဒုဒုပြောနေလေရဲ့။တကယ်တော့အယ်ဖာရက်နဲ့ပတ်သက်လာခြင်းဟာသူ့ကြောင့်သာဖြစ်တယ်ဆိုတာကိုမေ့နေပုံရပါတယ်။ဒိုင်ယာနာရဲ့အတုပအခမ်းအနားနဲ့ပတ်သက်ပြီးအစီအစဉ်အဆောက်အအုံဆောင်ရွက်သူများကစပင်စာမိသားစုများသာဖြစ်ပါတယ်။ဝင်စာမိသားစုများကဒီကိစ္စမှာလက်ရှောင်နေခဲ့ကြပါတယ်။ဒါကြောင့်လဲဒိုင်ယာနာရဲ့မောင်ဖြစ်တဲ့ Charles Spencer က အတုဘအခမ်းအနားမှာ သူ့အမဒိုင်ယနာဟာမိခင်ကောင်းတယောက်အဖြစ်ဂုံယူဖွဲ့ကောင်းကြောင်းစကားပြောဖို့အစီအစဉ်ထည့်သွင်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။အတွင်းသည့်တူဖြစ်တဲ့ကျွန်တော်အနေနဲ့ကျွန်တော်ဘော့စ်နဲ့သူ့မိသားစုဆက်ဆံရေးကိုအသေးစိတ်သိထားသူဖြစ်ပါတယ်။အထူးသဖြင့်ဒီနှစ်ပိုင်းမှာမင်းသမီးအပေါ်သူ့မိသားစုရဲ့ဆက်ဆံရေးကကျဲလာပါတယ်။ဒိုင်ယနာအပေါ်မှာ အမေတယောက်လိုဖိမပေးနိုင်ခဲ့သူကလူစီယာဖလက်ရှာဒလီမာတူတာရှိခဲ့တာပါ။မင်းသမီးကိုယ်တိုင်ကလည်း သူနဲ့လူစီယာရဲ့ဆက်ဆံရေးဟာအမေနဲ့သမီးဆက်ဆံရေးမျိုးဖြစ်ကြောင်းတဖွားဖွားပြောခဲ့ပူပါရယ်လူစီယာကိုယ်တိုင်ကလည်းဌာနအပေါ်မှာသမီးအရင်တယောက်လိုကျင်နာမှုပေးခဲ့ပြီးစိတ်ဒုက္ခရောက်နေတဲ့အချိန်များမှာအနည်းကပ်နှစ်သိမ့်မှုပေးခဲ့တာအကြိမ်ကြိမ်ပါပဲဒါကြောင့်အဲ့ဒီတနင်္လာနေ့မနက်မှာကျွန်တော်အတွေ့အကြုံဆုံးလူကလူစီယာသာဖြစ်ပါရယ်ကျွန်တော်မျှော်နေတုန်းမှာပဲလူစီယာက သူ့သမီးဘီယာထရိုက်စ်ကိုအဖော်ပြပြီးရောက်လာခဲ့ပါရယ်အဲ့ဒီရတ္တပတ်ရဲ့၄ရက်လုံးလုံး အင်္ဂလိပ်ဝတ်သချသားနဲ့ပြုတ်လုထားတဲ့အခေါင်းအတွင်းမှာမင်းသမီးရဲ့ရုပ်အလောင်းကိုထည့်ပြီးစိန်ချင်းနန်းတော်ရဲ့ဖျားရှင်ခိုးကြောင်မှာထားရှိခဲ့ကြပါဗျ။ဖျားကြောင်ရှိမှာတော့ကဘာအရက်ရက်ကဝမ်းထဲကြည်ခွဲနေကြသူတွေကပန်းစီတွေ၊ပန်းပွင့်တွေ၊ပန်းချင်းတွေဝမ်းထဲကြည်ခွဲခြင်းကပ်ပြားတွေလာချထားခဲ့ကြတာတောင်မုံရပုံပါပဲ။ဒါရင်မကသေးပါဘူး။မင်းသမီးနေထိုင်ခဲ့တဲ့ကင်စတန်နန်းတော်ရဲ့ရှေ့မှာလဲပန်းတွေတောင်လိုပုံခဲ့ပါဗျ။ဒီလိုအခြေမျိုးမှာအဖော်ပြုစရာအခြားပုံကူ စဉ်းစားစရာမလိုပါဘူးလူစီယာသာအသင့်တော်ဆုံးပုံကိုဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နှစ်ယောက်ဖះရှင်ခိုးကြောင်ကိုသွားဖို့ဆုံးဖြတ်လိုက်ကြပြီသူကအနဲ့ရောင်ဝတ်စုံဝတ်ဆင်ထားသလိုကျွန်တော်ကလည်းအနဲ့ရောင်စုကိုဝတ်ဆင်ထားပါတယ်ဖះရှင်ခိုးကြောင်တကားကိုဖွင့်လိုက်ကြပြီးတဲ့နောက်ရှောက်လန်းရဲ့တစ်ဖက်တစ်ချက်မှာဖះဝတ်ပြူသူများထိုင်ဖို့တစ်သားခုံနှင်းများအစီအရေချထားပါတယ်ထိတ်ဆုံးမှာတော့ဒိုင်နာရဲ့အခောင်းကိုချထားပါတယ်သူ့အခောင်းကိုမြင်လိုက်တော့ အဖို့အင်မတန်မင်းရှာတဲ့ကျွန်တော်တခင်မတက်ရောက်တဲ့အထီးကျန်ဖြစ်နေပြီးနှွေးထွေးမှုမရှိအေးဆက်နေလိုက်တာလို့ကျွန်တော်ခံစားလိုက်ရပါတယ်။လူဆရာကတော့ကျွန်တော်နဲ့မတူတဲ့ရှုထောင့်ကနေခံစားရပါတဲ့။ဖျောင်းနိုင်တတိုင်းမှထုံမထားပန်းတက်ပွဲမှမရှိချတဲ့ဝေလာမင်းသမီးရဲ့အတုပပါလားလို့သူခံစားရတဲ့။ဘုရားရှင်ကိုးကျောင်းရဲ့အပြင်ဘက်မှာပန်းတွေတောင်လိုပုံပြီးဒိုင်ယာနာအထဲအမှတ်ထုံးညီထားတဲ့ဖျောင်းနိုင်တွေကလည်းမိုးကောင်းငယ်ပေါ်မှာ မိတ်တုတ်မိတ်တုတ်ဖြစ်နေတဲ့ကြဲကလေးတွေကိုတော့ပြန်ဝင်ပါတယ်။ဒါပေမဲ့ဖះရှင်ခိုးเจ้าနဲ့မှာတော့ဘာမှမရှိပါဘူး။လူစီယာကဖះเจ้าရဲ့အကြီးအကဲဖြစ်သူဖုံးတော်ကြီးဝီလီဘုတ်ကိုရှာဖွေပြီးကျေးဇူးပြုပြီးဖုံးဖုံးရဲ့အပြစ်မှာတောင်းလို့ပုံနေတဲ့ပန်းတွေကတချို့ကိုဒီနေရာမှာချထားပေးပါဆိုတော့ဖုံးတော်ကြီးကလုပ်ပေးပါမယ်လို့ဆိုခဲ့ပါတယ်။ဒါပေမဲ့ဖုံးတော်ကြီးရဲ့အဖြေစကားဟာလူစီယာအတွက်လုံလောက်တဲ့အဖြေမဟုတ်ဘူးလို့ယူဆပါတယ်။ ါကြောင့်တန်မတ်ကတော်ဖြစ်တဲ့လူစီယာကတန်တမန်နီးကိုအတုံးချခဲ့ပါဗျ။ကျမတို့မနှက်ပြန်တစ်ခေါက်လာကြပါဦးမယ်။တကယ်လို့အဲ့ဒီအချိန်မှာဒိုင်ယာနာအပားမှာပန်းတွေမရှိဘူးဆိုရင်တော့အပြင်မှာပန်းလာချတဲ့ပြည်သူလူထုကိုရှင်တို့ဒီမှာပန်းတွေချနေကြတာရှင်တို့ချစ်တဲ့ဒိုင်ယာနာအနားမှာပန်းတပ်ပွင့်မှမရှိဘူးလို့ပြောရမှာဘဲလို့ပြောခဲ့ပါသေးတယ်။